ကောသာတက်ရဲ့တရား၃ခုနဲ့ကဆုံလာပြီနေဖြစ်ပါလေ။တရားအလုံးတော်ဟာသူဇာတာတို့သမီးကလူအပ်တဲ့ကနာနုဆုံးကိုပုံပေးပြီးနေရင်္ဂရာမြကန်းရဲ့အင်းကြီးตายရတဲ့အင်းကြီးဦးရမှာနေ့အခါတန့်စင်နေထိုင်တော်မူပြီးညနေချမ်းမှာတော့ဘောရီဝင်ကိုကြွားမြန်းတော်မူလို့သုရိယမောင်စင်ရဲ့မျက်စိဆုပ်ကိုအလူခံတော်မူပြီးဖျားမဖြစ်သမျှ ငါမထတော့အလို့အဋိဌံပြုလို့ထက်ဝယ်ဖွဲ့ခွေနေထိုင်တော်မူရာမှာယမတကြားနတ်အများတို့ဟာဗုဒ္ဓဘုရားရှင်ထံဥခိုက်ရောက်ရှိနေကြတဲ့အချိန်ဖြစ်ပါတယ်အဲ့ဒီလိုနေတိုင်းတော်မူုံကိုမြင်ရလို့ဧကမုတ်ချက်ဘုရားဖြစ်တော်မှာပဲလို့သိတဲ့မနတ်မင်းဟာနတ်စစ်တီတွေကိုတတ်မတော်ကြီးခံတီးလိုက်ပါတယ်။ အဲ့ဒီနတ်စစ်တီတမတော်ကြီးဟာဆိုရင်ရှေ့က72ယူဇနာလက်ဝဲလက်ရာ72ယူဇနာစီအထက်9ယူဇနာနဲ့နောက်မှနတ်စစ်တီများဟာစက်ကြဝဠာတိုင်းထိအောင်ဖြစ်ပါတယ်နတ်စစ်တီတမတော်ကြီးကိုလက်နဲ့မျိုးစုံကင်ဆောင်စေပြီးမနတ်ကိုယ်တိုင်က တောင်လောက်ကြီးတဲ့ဂိရိမေခလာစင်ကြီးကိုစီးလို့သူကိုမှလည်းလက်ယုံမောင်းတစ်ထောင်ဆန်းစင်းပြီး လက်နဲ့မျိုးစုံကင်ထားပါလေမနစစ်တီတွေရဲ့ကျွေးကြော်တန်းကြီးများဟာဆိုရင်ဟဲ့လာလာ ကျွေးကြော်သံတွေဟာယူဇနာတထောင်ခတောင်ကြားရပါတယ်။အကြမ်းမင်းတောင်ပြိမ့်မိန်တုံအောင်ကြောက်လန့်ပြီးထွက်ပြေးသွားကြရပါတယ်။ဘုရားဖရာရဲ့သာသနာပြုလုပ်ငန်းမအောင်မြင်အောင်တိုက်ခိုက်ကြပါမယ်။မဟာဂယုဏတော်ရှင်မြတ်ဖရာကတော့တဘာတဲ့နဲ့မတုံ့လှုပ်ပဲမေတ္တာတရားကိုသာပွားများပြီးနေတဲ့အခါမှာမနှက်ရဲ့စစ်လက်နဲ့တေဟာအရာမရောက်ပဲရှိနေပါတော့တယ်။မြတ်ဖရာက မိမိရဲ့ကုသိုလ်ပါရမီကိုသာအကာအကွယ်ပြုလို့မနတ်ကိုခုလိုညွှတ်ဆိုပါတယ်မနတ်ငါသည်ဝိနည်းတတ္တဝါအပေါင်းတို့ကိုပူနာတိပိစုံကြီးတို့မှကဲတင်မည်ဤသို့ကဲတင်နိုင်အောင်တပ်ပြညုတညံကိုရောက်အောင်လုပ်ခြင်းဖြစ်သည်ငါပါရမီကိုဖြိုမရပါငါပါရမီကုသိုလ်တို့ကိုတင်းမယုံလျင်သက်တည်ပြုမည်ဆိုပြီးနှစ်သိန်း၄တောင်းအထုရှိတဲ့ မဟာပထဝီမြေကြီးကိုတက်တည်ပြုလိုက်ပါတယ်။အဲ့ဒီအခါမှာမဟာပထဝီမြေကြီးဟာ အိုရင်းဆက်ကဲ့သို့တွတ်တွတ်ခါလာပြီးပြင်းထန်ဆူးရှတဲ့အတန်ကြီးတွေမြည်ဟီးလာပြီးတော့စက်ကြဝလာတစ်ခုလုံးပဲ့ရင်ရိုက်ခတ်သွားပါတော့တယ်ရှင်။ ခါမှာမနှက်နဲ့တကွာစစ်တီတွေအားလုံးထွက်ပြေးကြလို့ဗုဒ္ဓဘုရားရှင်ရဲ့မဟာဂိဉ္ဏတော်နဲ့မနှက်ကိုအောင်မွေးဆင်နိုင်ခြင်းဖြစ်ပါတော့တယ်ရှင်။